5ရက်6လ2025မှသည်15ရက်9လ2025တလတာကညမာများကိုတင်ပြပေးသွားမှာ ဖြစ်ပါတယ်ဗျာဒီလအတွက်အထူးရည်ရာတော့ခင်ဗျာတနင်္ဂနွေသားသမီးတွေအတွက်တလတာကညမာများဖြစ်ပါတယ်ဒါကြောင့်ပါပါဗျာဆရာကြီးမြန်မာပြည်ပါရွှေညမီမိသားစုမှကျူးစွာပါတယ်ဗျာ15ရက်6လ2025မှသည် 15ရက်9လ2025တလတာကညမာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒီလအတွက်အထူးရည်ရည်ရတော့ခင်ဗျာတနင်္ဂနွေသားသမီးတွေအတွက်တလတာကညမာများဖြစ်ပါတယ်ဒါကြောင့်15ရက်6လ2025မှာဒီ15ရက်9လ2025တနင်္ဂနွေသားသမီးများအတွက်တလတာကညမာများကိုစတင်တင်ပြနေတာဖြစ်ပါတယ်ကျွန်တော်တို့ဂျိုသက်တစ်ခုသွားတဲ့အခါမှာဒေဂျန်နီယာအင်္ဂလိပ်လို73ရက်နဲ့79ရက်မှာဒေဂျန်ကြတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာနှစ်ဆအူရောက်တာပါဒါကြောင့်ကျွန်တော်တို့ကထုံးစံအတိုင်းဆိုရင် အဲလာသန်းတရက်နေမှာဟိုတလားသာဒီတင်ပြတဲ့အခါမှာကျွန်တော်တို့အစီအမပြေမှုတွေတော်တော်များများကြုံတွေ့တဲ့အတွက်ပြောင်းပြီးတော့15ရက်အင်္ဂလိပ်လူလာလေပိုင်း15ရက်ကနေပြီးတော့နောက်တလား15ရက်နေ့အတွင်းထိကံကြမ္မာများကိုတင်ပြနေတာဖြစ်ပါလေဗျာသူများနဲ့မတူသောကျွန်တော်တို့ရေဒီယာဓာတ်ဆင်တဲ့လူတွေတလားသာဟောဒရန်လာသန်းအင်္ဂလိပ်လူတရက်နေရသူကဟောဒရန်နေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကဓာတ်ဆင်တိုင်းရဲ့လုပ်တဲ့အခါမှာတတ်မှတ်တဲ့အချိန်အတိအကျရဲ့အတိအကျတွေလိုအပ်တာဖြစ်တဲ့အတွက်အဲ15ရက် ကြောမှကျွန်တော်တို့ကဒီလုပ်ငန်းတွေစတင်လုပ်ရတာဖြစ်ပါတယ်။အဲကြောင့်တနင်္ဂနွေသားသမီးနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့ဒီလအတွင်းမှာတော့အိုးရင်လုပ်ငန်းတွေပတ်သက်တဲ့မှာအင်းကြီးအဟင်းအောင်မိသားစုမိသားအောင်လုပ်ငန်းအောင်နေတဲ့လုပ်ငန်းတွေရတဲ့ကာလမျိုးဖြစ်ပါတယ်။အိုးရင်လုပ်ငန်းများအသည့်မဟုတ်တော့အဟောင်းများနဲ့ပြန်လည်တိဆောက်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။ဒါကြောင့်အိုးရင်လောက်ကိုင်းနဲ့အစင်မပြေကြတဲ့တနင်္ဂနွေသားသမီးအားလုံးတို့ကဘာတွေလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်မြေဘက်တန်ကျော်လေးတစီကိုရာဦးတောင်အောင်နောက်မြောင်လှည့်စသပြီးမှဆူတောင်းအသည့်မြေဘက်တန်ကျော်လေး အာဒီမလေးအလုပ်ကမကောင်းဘူးအိမ်မှာအလုပ်မရှိဘူးအိမ်ဆောက်ချင်တယ်အာဘသူကအလုပ်ခစားလေးတွေမလာသေးဘူးအဲ့ကိစ္စလေးတွေနဲ့ပတ်သက်လို့အဆင်မပြေဘူးဒါကြောင့်အဆင်ပြေအောင်အတင်မီဘဲတန်ကျော်လေးကကုညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းရာဟုတောင်းနောက်မြောက်တောင်းလှည့်မီဘဲတန်ကျော်လေးတတိလောက်စားပြီးဆူတောင်းမယ်ဆိုရင်တင်းနေကုညီသားသမီးအိုးရင်လောက်ကမြန်မြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်တင်းနေကုညီသားသမီးအားလုံးတို့သည်အားလုံးတို့သည်ခမရအလုပ်ကမဆင်မပြေတော့ရာဟုတောင်းနောက်မြောက်တောင်းလှည့်ဖလှည့်ပြီးမှတတိလောက်စားပြီးမှဆူတောင်း ါမှမဟုတ်တစုံတယောက်သောသူကိုကုသိုလ်ပြုမယ်ဆိုရင်တော့အဲ့ခမရအဲ့မှာအဲ့မိဘဆန်16ဒီကိုပကန်းလေးနဲ့တက်ရာဟုတောင်းနောက်မြောက်တောင်းလှဲ့လှဲ့ပြီးမှစူးတောင်းပြီးမှခမရတစုံတယောက်သောသူကိုအစာအာဟာရကုသိုလ်ပြုလိုက်ပါဗျာဒါမှမဟုတ်ရင်ဖေးရမှာတင်မယ်ဆိုရင်တော့ဖေးရတစုအိမ်ရဖေးရမရပါဘူးဗျာဖေးရတစုရဲ့ကျွန်တော်တို့ရာဟုတောင်းမှာပွင့်နေသောပန်းဆိုရင်16ပွင့်လှူဒါန်းမှာဖြစ်ပါတယ်16ပွင့်နေလှူဒါန်းမယ်လူထမ်းလို့ရှိရင်ပိတ်ဆို့နေတဲ့အိုးရင်လောက်ကိုင်းများပွင့်မယ် ။တစုံတယောက်တို့သူကိုမြေပဲဆန်ကျော်19ဒီကိုရာဟုတောင်လှည့်ပြီးမှထူထောင်ပြီးကုသိုလ်ပြုမယ်ဆိုရင်ပိတ်ဆိုနေတဲ့လောက်ကံများအများဆုံးပွင့်လန့်ပြီးမိမိကိုယ်တိုင်ဆိုတော့မြေပဲဆန်ကျော်လေးတစီကိုရာဟုတောင်လှည့်ပြီးတော့စားမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့အိုးရင်လောက်ကံများဒီလအတွင်းမှာအများဆုံးပွင့်လန့်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ဆူတောင်းပြီးတဲ့အချိန်ကနိုင်စု9နိုင်ရအပြင်6ရက်နောက်ကြရင်တော့17ရက်လောက်အတွင်းမှာပိတ်ဆိုနေတဲ့လုပ်ငန်းများအများဆုံးအဆင်ပြေမှုဖြစ်ပါကြောင်းလေးလေးစားစားလေးတင်ပြလိုက်ပါရစေ။ မန်နီပတ်သက်နဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာပတ်သက်နဲ့ပတ်သက်တဲ့အောင်မြင်ကြွကြတတ်တဲ့ပတ်သက်ရလိုမှုတွေမြင့်မြန်မှမှာဒီနေ့ဒီနေ့တသိန်းဝင်ရမယ်ဟာနှစ်သိန်းဝင်ရမယ်ဆယ်သိန်းဝင်ရမယ်ဟာဒီလာထဲမှာဘယ်လောက်ဝင်ရမယ်ဆိုတဲ့ဝေးကြီးနဲ့ပတ်သက်တဲ့ရည်မှန်းချက်ကိုကြီးကြီးထားပါအားဖြင့်ဖြစ်တယ်လို့ပေါ့ကြရလေကံပေါ့ဆိုတာမျိုးမဟုတ်ဘဲနဲ့ဒီနေ့ဘာလုပ်မယ်ဘယ်လောက်ရမယ်ဆိုတဲ့စိတ်မျိုးကိုမွေးပြီးမှငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေစောင်းရမယ်ဆိုရင်တင့်မှာငွေကြီးများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ် ဒါကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့အစုလိုက်ပြုံးလိုက် လုံးလိုက်ခဲလောက်ဝင်ကျင်တဲ့ပုံကူများအလုံးတို့သည်တင်းနှင်းလာအရှိအရာကိုလှည့်ချိုးချင်းလေးတစ်လုံးလောက်စားပြီးမှဆုတောင်းအတင်းချိုးချင်းလေးအဒါမှမဟုတ်ကိတ်မုံလေးတစ်ခုလောက်စားပြီးဆုတောင်းအတင်းကိတ်မုံလေးကိတ်မုံလေးအသေးသေးပေါ်တခိုက်လောက်ပေါ့ဗျာနော် ချိုးချင်းလေးလည်းတခိုက်လောက်ပေါ့အဆင်ပြေသလိုပေါ့အဲ့အတင်းကိတ်မုံလေးအာကျွန်တော်လေးငွေကြေးနဲ့ပတ်သက်တာလိုချင်တဲ့ကျွန်တော်လိုချင်တဲ့ငွေကဘလောက်ကျွန်တော်အကျွေးရပေးစရာရှိတာဘလောက်ရစရာရှိတာဘလောက် ျွန်တော်အဲကြောင့်ဘေးရန်ရန်ဇာလေးတွေနဲ့ပတ်သက်တဲ့ကိစ္စအဆင်ပြေခြင်းနဲ့ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ဘေးရန်ရန်ဇာလေးတွေအဆင်ပြေအောင်အသင်ကိတ်မုံတွေကကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတင်းနေလားအရှိအရာကိုလှည့်ပြီးမှကိတ်မုံတွေစားပြီးတော့ဆူတောင်းမယ်ဆိုရင်အဲ့မှာပိတ်ဆိုနေတဲ့ငွေကြီးများအများဆုံးဝေရောက်လာမှာဖြစ်ပါတယ်ဒါမှမဟုတ်တစုံတယောက်တည်းသူ့ကိုအစာအာဟာရကုသိုလ်ပြုလို့မယ်ကုသိုလ်တွေပြုလို့မယ်ဆိုရင်တော့ချိုးချင်း15လုံးပကံလေးနဲ့ထည့်ထည့်ပြီးမှခင်ဗျာတင်းနေလားအရှိအရာကိုလှည့်ပြီးမှကုသိုလ်ပြုပါဗျာစိုင်းအဆင်ပြေပြီ 15လုံးမဖြစ်ရပါမယ်16လုံးလည်းမရဘူးအလုံး20လည်းမရဘူးပကံတစ်လုံးနဲ့မှ15လုံးထည့်ပြီးမှဆူတောင်းပါဗျာအဆူတောင်းရင်တော့တင်းမှာပိတ်ဆိုးနေတဲ့ငွေကြီးများအများဆုံးပွဲလမ်းမှာဖြစ်ပါတယ်အဲ့ဒီလိုပဲတင်းနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့ဂန်းကုန်ညွန်လေးအဂန်းကုန်ညွန်လေးဆို15ညွန်အဖရတစုရဲ့တင်းနဲ့လာတောင်းမှာလူရမယ်ဆိုလို့ရှိရင်တင်းတို့မှာပိတ်ဆိုးနေတဲ့အထိငွေကြီးနဲ့ပတ်သက်တဲ့ကံများအများဆုံးပွဲလမ်းမှာဖြစ်ပါတယ်နော်အဲ့ဒါလေးတစ်ချက်ရှိတယ်ဒီချိန်မှာစိတ်နဲ့ပတ်သက်တာအဆင်ပြေလားဆိုပြီးပါတယ် တကယ်ပြည်သားလားဆိုမပြည်ဘူးကိုရတ္တိတာမဟုတ်တဲ့တခြားရတ္တိတာဆက်ပစ္စည်းတွေဝန်တတ်တယ်ဆက်နေပစ္စည်းတွေမှာမထင်မှပဲနဲ့ဝန်တတ်တယ်ဆက်ပစ္စည်းတွေနဲ့ပတ်သက်လို့ပြဿနာဖြစ်တတ်တယ်ကုချိန်မှာဆိုင်ကယ်တွေဖမ်းနေကားတွေဖမ်းနေဘလက်ဆိုအကုန်ဖမ်းတာပဲအဲဒါဆိုင်ကယ်တွေနဲ့ပတ်သက်တဲ့အဖမ်းခံတဲ့အုပ်စုမှာဆိုင်ကယ်တွေများတယ်အဲကြောင့်ဆက်နေပတ်သက်တဲ့ပစ္စည်းလေးတွေပြဿနာကင်းမှာကြောက်တယ်ဆိုရင်တင်းငွေတွေတောင်အရှိအမြောက်တောင်လှည့်နွားနိုလေးတစ်ခွက်လောက်စူတောင်းပြီးမှတောက်တောက်ပြီးမှစူတောင်း ခမရမယ်အတင်းလွားလို့လေကျွန်တော်လေးဆက်နေပတ်သက်တဲ့ပြဿနာတွေစိတ်ချမ်းသာမှုတွေဖြစ်ခြင်းနဲ့ငွေကြီးအဆင်မပြေဘူးဆက်ပစ္စည်းတွေနဲ့ပတ်သက်လို့အဆင်မပြေဘူးအဲစိတ်ချမ်းသာမယ့်ကိစ္စတွေပေါ်ပေါက်ပြီးစိတ်ညစ်တဲ့ကိစ္စတွေဝေးအောင်အတင်းလွားလို့လေကကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတနည်းငွေနေတော့အရှိမြောက်တော့လက်လက်ပြီးမှလွားလို့လေကိုတောက်ပြီးမှဆူတော့တကယ်လို့တစုံတယောက်တော့သူ့ကိုကုသပြုကြည့်နေတယ်ဆိုထင်းရက်ကလေးဆယ်လုံးပကန်းလေးနဲ့ထက်တင်းငွေနေတော့အရှိမြောက်တော့လက်ပြီးမှဆူတော့အတင်းထင်းရက်ကလေးရဲ့ အာကျွန်တော်ပြဿနာကြီးကြောက်တယ်ဗျာအစိုးရနဲ့ဗန်းနဲ့စီးတဲ့ကိစ္စတွေကြောက်တယ်အာကျွန်တော်စိတ်ညစ်ရမယ့်ကိစ္စတွေကြောက်တယ်ဒါကြောင့်ကျွန်တော်စိတ်ချမ်းသာပျော်ရွှင်သာနေကျွန်တော်လုံးဝမကန်ဒီမအစင်းပြောင်းကျွန်တော်ထန့်နေတာညံ့အောင်ထင်းရကလေးကကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့ကြောင်ပကန်းလေးဒီမှာထင်းရဆဲလုံးကိုထည့်နော်ရာဟောပေါ့တင်းငွေနေတာအရှိမတော်လှည့်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကံမြအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်အဲဒီလိုပဲအဲဒီလိုပဲအဲကျွန်တော်တို့ဖျားတဆူမှာဆိုတော့တင်းငွေနေတောင်းမှာဆိုရင်တော့ကျွန်တော်တို့ထန်းညုံကလေးတွေပေါ့ ထန်းညွန်လေးဒီဓမ္မမုံဓမ္မညွန်လေးဒီစေညွန်ဖျောက်သွားလူပြီးမှဆူတောင်းမင်းရဲ့တင့်ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအမြန်ဆုံးရရှိမှာဖြစ်ပါဒါကြောင့်စိတ်ညစ်တဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီအာခမရအိမ်မှာနောင်တို့လေးကိုတောက်မလားထင်ရကလေးကိုကုသလုပ်မလားဖះမှာလေထန်းညုံလေးတွေလှူမလားတမန်ညုံလေးတွေဆယ်ညုံလောက်လှူမယ်ဆိုရင်တင်းတော့မှပိတ်ဆုံနေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိခံရမှာဖြစ်ပါလေဗျာကိုနေနီးနေဆက်တဲ့တိလူယောက်ျားလူယောက်ျားတွေနာကျင်မှုကိုဖြစ်ပေါ်သေးတတ်တယ်ငွေကြီးနဲ့ပတ်သက်တဲ့ကုန်ကြမှုတွေဖြစ်ပေါ်သေးတတ်တယ် ူယောက်ျားတွေကတခုနဲ့သွားတယ်ရောင်းတောင်တောင်သွားရင်လမ်းမှာဖန်ခံရမယ်ငွေပေးရမယ်အငွေမပေးနိုင်ရင်ထောင်ကြမယ်အဲပြဿနာဖြစ်မယ်အဲ့ကိစ္စတွေအများတန်းကြုံတွေ့နေရဖြစ်တယ်လူယောက်ျားတွေနဲ့ပတ်သက်တဲ့နာကျင်မှုတွေအများတန်းကြုံတွေ့နေရတာဖြစ်ပါတယ်လူယောက်ျားတွေအားနေပြီးတော့အိုးရင်လောက်ကိုင်းနဲ့ပတ်သက်မှာ water tight ကောင်းတောင်တောင်လို့ရင်တော့အကိုကိုရင်ကိုမိသားစုမှာတူတူတက်တက်လုပ်မယ်ဆိုရင်အောင်မြင်ကျော်ကြတာပြီးကိုကိုရင်မိသားစုမှာ water tight လုပ်ရင်တော့အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကြာဆုံးတက်တဲ့ကာလာမျိုးတိုးတက်တဲ့လောက်မတိုးတက်တာမျိုးဖြစ်ပါတယ် လူယောက်ျားတွေဓာတ်ပြည့်နေတာဖြစ်ပါတယ်။ဒါကြောင့်လူယောက်ျားတွေဓာတ်ပြည့်နေတဲ့လူယောက်ျားအားလုံးတို့ဒီအဆင်ပြေခြင်းနဲ့ဆိုရင်တော့အာလူးလေးကိုကျွန်တော်တို့ရပြလို့ရှိရင်တင်းတင်းလာအရှိရကိုလက်အာလူးလေးဂိုင်းပြီးမှဆူတော့အာလူးဆိုတာဥလာတာပါဥအောင်လောင်းအဲယောက်ျားလုံးမလို့ဘူးလုံးလုံးမှပြင်မှာအိမ်မှာမူညာမူညာဖြစ်နေတယ်စက်ကင်းနေထားနေတယ်ရက်တီတောက်နေတယ်ကို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 မိသားစုမှာအချိန်မင်းမနေဘူးလမ်းသွားရင်ပြဿနာမှာကြောက်တယ်ဒါကြောင့်ကို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 မိသားစုမှာပြုတ်ပြုတ်ချင်းချင်းကြမ်းကြမ်းမှမှစမ်းစမ်းသာသာနဲ့အချိန်မီပြန်လာပြီးအနေအကင်းပါသေး ကိုလှုပ်သမျှဂိုင်းသမျှတွေအစီအပြေပါသေးသွားမယ်လာတဲ့လမ်းကြောင်းမှာအနေရကင်းဖေးရှင်းပြီးလှုပ်သမျှဂိုင်းသမျှအစီအပြေလူယောက်ျားတွေဓာတ်ပြချင်းမှာကင်းဝေးပါသေးဆိုတဲ့အကြောင်းတင်းလာအရှိအယကိုလက်အာလူလေးဂိုင်းပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စလေးများအမြန်ဆုံးအစီအပြေမှာဖြစ်ပါတယ်အတကယ်လို့ကုသလုပ်မယ်ဆိုရင်ဟောအုံသီးနဲ့ပတ်သက်တဲ့မုံပေါ့ဗျာအုံဒမင်းတို့ဘာတို့အုံနဲ့ပတ်သက်တဲ့မုံလေးကိုခင်ဗျာတင်းလာအရှိအယကို လက်စူးတောင်းပြီးမှလူယောက်ျားတွေတပြက်ကိစ္စဝေးပါစီကြောင်စူးတောင်းပြီးမှဒီမှာတစုံတယောက်တို့အစာအာဟာရကုသိုလ်ပြုလုပ်မယ်ဆိုရင်လည်းတော့တင်းတို့မှာပိတ်ဆို့နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာအမြန်ဆင်းပြမှာပါဖះဟုတ်သွားမယ်ဆိုရင်အင်းဖះမဟုတ်တော့ဖះတစုရဲ့တင်းငွေနေထောက်မှာအော်တင်းင်းလာထောက်မှာအုံညုံချောင်းညုံလူတန်းမှာဖြစ်ပါတယ်ဗျာအဲ့ဒီလူတန်းမယ်ဆိုရင်ပိတ်ဆို့နေတဲ့လူယောက်ျားများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်နောက်ကိုနေမိနေဆက်သက်တဲ့မင်းအုတ်ချုပ်တဲ့မင်းဒီချိန်မှာအုတ်ချုပ်တဲ့မင်းကဝါတတာဖြစ်တဲ့ပြော ဝေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာမုံတန်းလေးစီမံခန့်ခွဲမှုအညံ့တွေစီမံခန့်မှုအလွဲမတွေကြောင့်ဝေကြီးနဲ့ပတ်သက်တဲ့သူ့မှာလည်းပြဿနာပေါ်ပေါက်တယ်လို့သူနဲ့နှိမ့်နေဆက်သက်တဲ့အစုအဖွဲ့အဲဟိုအားနေတဲ့လူတွေမှာလည်းငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာတွေပေါ်ပေါက်ပြီးအမှုခင်းဖြစ်ပါတယ်။ငွေပေးရင်စင်ပြေမယ်ငွေမပေးရင်ထောင်ကြမယ်ဆိုတဲ့စနစ်မျိုးကိုတည်ဆောက်နေတာဖြစ်ပါတယ်။မင်းရဲ့အုပ်ချုပ်မှုစီမံခန့်ခွဲမှုအလွဲမတွေကြောင့်ဒီအချိန်မှာငွေကြီးနဲ့ပါတဲ့သူ့မှာငွေကြီးနဲ့လည်းကြက်တယ်သူနဲ့နှင်းနေဆက်သက်တယ်မှာငွေကြီးဖောင်းကြမှုတွေဖြစ်တယ် ကောင်းလာတာတပိုင်းဆိုးလာရင်ဖားတပိုင်းငါးပိုင်းဖြစ်နေတာပေါ့ပေါ့သူ့မှာငွေကြရင်သူ့မှာဘလက်မန်နီတွေမြန်မြန်ရမယ်ဘလက်မန်နီမရရင်သူ့မှာငွေကြီးနဲ့ပတ်သက်တဲ့ကြက်တက်ကလာမျိုးငွေကြီးနဲ့ပတ်သက်တဲ့အောင်မြင်ကြော်ကြားမှုဖြစ်ပေါ်သည်သောလိန်လယ်မှုတွေကျူးလွန်မှုတွေကြုံတွေ့နေတဲ့ကာလမျိုးဖြစ်ပါတယ်ဗျာမင်းနေအားလုံးဓာတ်ပြက်နေတာဖြစ်ပါတယ်ဒါတော့ဓာတ်ပြက်နေတဲ့မင်းနေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစဉ်ပြေခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့တင်းငွေတွေတောင်အရှိမရောက်တောင်လက်ချိုးချင်းလေးကိုစားပြီးမှဆူတော့ဒါမှမဟုတ်ကိတ်မုံလေးတစ်ခုလောက်တကယ်လောက်စားပြီးမှဆူတော့ အသင်းတိတ်မုံလေးကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဓာတ်တည်ပြနေတယ်။အဲမင်းကတော့ပြောအောင်ဆိုရတယ်ဆင်မပြေငွေကြီးနဲ့ပတ်သက်ရတဲ့မှုတွေဖြစ်တယ်။အပြောင်းချွေရတူတွေတင်ပါပြောခြင်းနဲ့အဆင်မပြေဘူး။မိယာတွေနဲ့ပတ်သက်တဲ့ကိစ္စအဆင်မပြေဘူးဗျာ။ဒါကြောင့်မင်းနဲ့ပတ်သက်တဲ့တိတိဆက်ဆံတဲ့ကိစ္စမှာအပြောင်းချွေရတူတို့နေရာနဲ့ပတ်သက်တဲ့အိမ်မှာကြီးတဲ့သားသမီးတွေနဲ့ပညာရေးနဲ့ပတ်သက်တဲ့မှာအနောက်ကျအဟန္တာကင်းင်းနဲ့အဆင်ပြေခြင်းလား။ဒါကြောင့်အတင်ကိတ်မုံလေးကကုညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းတင်းငွန်ဒီထောက်အရှိမြောက်တောင်လှည့်ပြီးမှအင်းကိတ်မုံလေးစားပြီးမှသူတော် ဒါမှမဟုတ်ပကံတလုံးလေးမှချိုးချင်းသူ15လုံးထက်ထည့်ပြီးမှတနင်္ဂနွေတောင်အရှိမတောင်လှည့်စူတောင်းပြီးမှအကုသိုလ်ပြုမယ်ဆိုရင်မင်းနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာအဆင်ပြေမှာဖြစ်ပါတယ်ဒါမှမဟုတ်ဘုရားသူစုရဲ့တနင်္ဂနွေတောင်မှာကျွန်တော်တို့ကန်းကုန်ညွန့်ဆို15ညွန့်မှာ15ညွန့်လှူရမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအများဆုံးပွန်းလန့်သွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်အပြောင်းအကျွေးလူချင်းတဲ့လူတွေမိရပိုင်ဆိုင်ချင်းတဲ့လူတွေအားတကားတော့ခမရဒီအချိန်မှာတနင်္ဂနွေတောင်လှည့်ပြီးတော့လာခမရအိမ်မှာ ကိမုံတွေစပြီးစူတောင်းမလားချိုးချင်းလေး15လုံးကိုလုံးမလားလုံးရင်တော့အဆင်ပြေမှာဖြစ်ပါတယ်ကိုသွားကျင်တဲ့ခီကိုပြောကျင်တဲ့စကားအမှန်အဲယူသွားကျင်တဲ့လူစကားလေးတွေမှန်ကျင်တယ်ဆိုရင်တော့ကျွန်တော်တို့တင်းနှင်းလာအရှိရာကိုလဲပြီးအာလူလေးကိုဂိုင်းပြီးမှစူတောင်းအာလူလေးဂိုင်းစူတောင်းမယ်ဆိုရင်အစ်မပိတ်ဆိုနေခီစကားနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်ကြကြမယ်အစ်မပိတ်ဆိုနေတဲ့လွဲချုံနေတဲ့ခီလမ်းကြောင်းနေတဲ့ပတ်သက်တဲ့မှာအများဆုံးပွင့်လန်းမယ်ဒါကြောင့် ွဲချုံနေတဲ့လူတွေကတင်းနေလာအရှိရာလှဲပြီးအာလူလေးကင်ဆူတောင်းမယ်ဆိုရင်ကျွန်တော်မှာပိတ်ဆုံနေတဲ့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒီချိန်မှာရိုးရည်ပြည့်နေလို့ရိုးရဖို့မှဒူးရာကျော်မှာဖြစ်ပါတယ်ဒါကြောင့်ရိုးရည်ပြည့်နေတဲ့လူတွေပုံကိုအားလုံးတို့ဒီရိုးရဖို့မှဒူးရာကျော်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရိုးရည်တွေပေါ်မှာဖြစ်မှာအနွားလို့လေးတွေတရားကိုလူမလားဒါမှမဟုတ်လူသုံးတယောက်တို့ကိုဆူတောင်းပြီးမှကုသိုလ်ပြုမလားဒါမှမဟုတ်လို့ရှိရင်တော့တစုံတယောက်တို့နဲ့ပတ်သက်တဲ့နည်းနဲ့ဆက်သက်တဲ့ကိစ္စလေးတွေကို ကိုကိုတိုင်းဆူတောင်းပြီးမှစားမယ်ဆူတောင်းမယ်ဆိုရင်တော့အတင်းတော့မှပိတ်နေတဲ့ကိစ္စများရိုးရပေါ်လို့ဒိုးရများကြောတော့မှဖြစ်ပါတယ်ဗျာရိုးရဒီလေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစဉ်ပြေရင်တော့အင်္ဂါတောင်းအရှိတောင်းတောင်းလှည့်ပြီးမှခမညွားလို့လေးကိုတောက်ပြီးမှဆူတောင်းဆူတောင်းပြီးမှတုံတယောက်တို့သူ့ကိုကုသိုလ်ပြုအဲ့လိုပြုမယ်ဆိုရင်ရိုးရပေါ်လို့ဒိုးရကြိုပြီးငွေကြီးများအဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်းမဲတာသနာပြုနိုင်တဲ့ပုံကူတွေဖြစ်ပြီးအမှုခင်းပြဿနာများဝေးပွားသွားမှာဖြစ်ပါတယ်ဗျာ ဒါကြောင့်ကျွန်တော်တို့25ရက်6လ2025မှသည်25ရက်9လ2025တက်လာစာတင်းငွေနေသားသမီးနဲ့တပတ်သက်တဲ့ကံကြမ္မာများကိုတင်ပြနေတာဖြစ်ပါတယ်တင်းငွေနေသားသမီးရဲ့ဒီလအတွင်းမှာတော့ခမမြေတွေဝင်တတ်တယ်ငွေတွေဝင်တတ်တယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာမိမိလိုချင်တတ်မဲ့သောငွေကြီးများကိုစုတောင်းမယ်ဆိုရင်ငွေဝင်မြေဝင်နဲ့ကာလာမျိုးဖြစ်ပါတယ်ဒါကြောင့်ငွေတွေဝင်အောင်ရွေချက်ကြီးကြီးထားပါငွေကြီးနဲ့ပတ်သက်တဲ့စီမံချက်ကြီးကြီးထားပါ လူချင်းနဲ့တာဂက်ကိုထားပါထားရင်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအောင်မြင်ကျော်ကြပြီးတော့မြေဝဲချင်းနဲ့ဒီမြေဝဲထားတဲ့မြေတော့နေမှာမဟုတ်ယာယီဥထားတဲ့သဘောမျိုးပါအပူဝဲတဲ့သဘောမျိုးဖြစ်တဲ့မြေလူချင်းနဲ့ပုံကူများတွေရတယ်မြေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေနဲ့ပတ်သက်တဲ့ကိစ္စဝင်ရောက်တဲ့ကာလမျိုးဖြစ်တဲ့အတွက်ဒီအချိန်မှာမြေဝင်မယ်ငွေဝင်တဲ့ကာလမျိုးဖြစ်ပါတယ်ဒီအချိန်မှာငွေတို့မြေတို့ဝင်အောင်ဒီကျွန်တော်ပြုလုပ်ထားတဲ့ရေရလေးပြုလုပ်ခြင်းမြေတို့မှာပိတ်ဆို့နေသောတလတာကံများအများဆုံးပွလန့်သွားမှာဖြစ်ပါတယ်ဒါကြောင့် မြေဝင်ပဲငွေပေါ်တဲ့ကာလမျိုးဖြစ်တဲ့အတွက်ငွေဝင်နဲ့မြေဝင်နဲ့တင်းနှင်ငွေသားသမီးများအများဆုံးမြေတွေပိုင်ဆိုင်ကြရပါသည်ငွေကြေးများထူလိုက်ပြုံးလိုက်လုံးလိုက်ခွဲလိုက်ပြီးသာသနာပြုနိုင်တဲ့တင်းနှင်ငွေသားသမီးများဖြစ်ကြပါသေးကြောင်း15ရက်6လ2025မှာဒီ15ရက်9လ2025တလသာကံကြမ္မာမဲအောင်ပြင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ